အဲလောလောဆယ်ခက်ခဲကတော့ဦးစင်းလုံနေတဲ့အလုံးမှန်တများကအာဘယ်သူ့မှာ public မချပြတာကိုကလောက်တာနင်းနေသူများကများများလည်းမချပြချင်တော့အခက်ခဲဆိုတာတော့နေရာတိုင်းမှာတော့ရှိတာပေါ့စင်းရဲချွတ်တဲ့တဲ့ကလေးအဓိကဦးစားပေးတယ်အဲဒီနည်းနည်းစူးစမ်းတဲ့ကလေးတွေကိုလည်းအဓိကဦးစားပေးတာပေါ့ဆရာရေအတွက်ကတော့ဒီမှာ26ယောက်ရှိပါတယ် ဒီမှာတော့အောင်ချက်ကတော့ကောင်းကြတယ်။များသောအားဖြင့်တော့ကလေးတွေကိုယ့်ဘဝလေးလည်းကိုနားလည်ပြီးသားចောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်လည်းစူးစမ်းမှန်းလည်းသိတယ်။အလုပ်တစ်ခုလုပ်နေတဲ့နေရာမှာပံ့ပိုးပေးနိုင်တဲ့လူရှိရင်တော့အကောင်းဆုံးပေါ့လေ။မင်္ဂလာပါဘုရား။ဆရာမင်္ဂလာပါ။ ကိုစင်ပွဲနာမည်ကတော့အရှင်သဝနာဖြစ်ပါတယ်။ဆိုတော့ဒါကမဟုတ်နေဒီမှာပေါ့နော်ဒါကလေးကိုဒါရှင်းပြရနေလို့စနေတဲ့ဒီတာဖတ်လို့ရှင်းပြနေတာပေါ့။အဲ့ဒီရှင်းပြပြရတဲ့ဘလို့ရတဲ့စာရင်းတင်ထားတယ်ပေါ့နော်ဒါဆိုတော့တကယ်ကိုစင်ပညာရဏစတင်တဲ့အာဘလို့ချင်ရနေပြီးတော့စတင်လာတယ်ဆိုတော့ဥစဉ်ကတော့ဟိုနေဘက်ကရောက်လာတာဆိုတော့အာနေဘက်မှာတော့သူ့အလုပ်ကလေးတွေကတော့ဖောင်ဒေးရှင်းချပြီးသားဟာဒီဒီရှိတာပေါ့ အဲဒီ foundation ရှာပြီးသားဟာလေးတွေကိုနှစ်ခွတော့လုံနေကြပုံမှန်တိုင်းသွားနေတဲ့အချိန်မှာဒါလေးအဦးစင်ပြင်းစရာမဖြစ်ဘူးပေါ့လေဒီရောက်လာတဲ့ခါကျတော့ဦးစင်ကအာဘာမှလုံးစရာမရှိတော့ပြင်းစရာဖြစ်တာနဲ့ဟာကလေးတွေစခေါ်သင်ရင်းနဲ့ပညာဌာနအကြောင်းဖြစ်သွားအဲ့နကူရနကူမှာတက်တဲ့အတက်ပညာလေးတွေတစ်ဖက်သား sharing လုပ်ဖို့အတွက်ရည်ရွယ်ချက်ရှိတာပေါ့အဲဦးစင်းကိုယ်တိုင်ပဲကလေးတွေကိုအင်္ဂလိပ်စာစာပြီးတော့သင်ပေးဖြစ်တာပေါ့ အဲဦးစင်းအင်္ဂလိပ်စာစတင်တဲ့အချိန်မှာတော့ကလေးပေါင်း40လောက်တော့ရှိတယ်အဲနောက်မှမှဦးစင်းက language လေးတွေပါလာတယ်ကိုရီးယားပါတယ်ဂျပန်ပါတယ်ပေါ့အဲကိုရီးယားဂျပန်နဲ့ပါနဲ့ပေါင်းပြီးတော့မှနောက်ဆုံးဒီဆယ်ရန်းစနစ်ဟောင်းအားလုံးအဲ့ဒီခေတ်တုန်းကတော့260လောက်တက်တယ်အဲဦးစင်းစာဖွင့်ကစားတော့ခက်ခဲရတော့ဘာတွေရှိလဲဆိုဦးစင်းအတွက်ចောင်းဆောင်ပေါ့ဦးစင်းစရောက်ခါစားဒီចောင်းကပြင်တောင်ကြောင်းပေါ့လေ အဲ့ပြင်အောင်ရောင်းယူဆိုတော့ဦးစင်ကလေးတွေလူရည်များလာတဲ့အခါကျတော့အကြောင်းအတွက်နဲ့လည်းအဆင်မပြေတော့ဧရိယာနဲ့လည်းကျင်းလာတော့အဲ့ဒါနဲ့ဦးစင်ဒီကျောင်းဆောင်ကြီးစပြီးတော့ဆောက်ဖြစ်တာပေါ့ဒီကျောင်းဆောင်ဖြစ်လာဖို့အတွက်ရွယ်အဓိကဘယ်လိုစူးစမ်းရသလဲဆိုတော့ဦးစင်ကနည်းနည်းလေးဟိုတတ္တိကလေးကိုရှေ့တန်းတင်ပြီးတော့လှုပ်လိုက်ရတယ်ပေါ့လေအာကိုဗစ်တွေဖြစ်တဲ့အချိန်နဲ့အေဦးစင်တို့ဒီတက္ကະတက္ကະမဦးစင်ရဲ့ဟိုနေပဲရလဲအရန်ကျင်းသေးတဲ့အခါကျတော့ အဲ့ဒါဥစဉ်လှုပ်ချင်တဲ့ရွယ်ချက်ကိုဥတီပြီးတော့ဒါလှုပ်လိုက်တာခက်ခဲတော့အများကြီးပေါ့လေနော်အဲလောလောဆယ်ခက်ခဲကတော့ဥစဉ်လှုပ်နေတဲ့အလုံးမှန်သမီးကအာဘယ်သူ့မှာပတ်ပလဲမချပြတာဘာဖြစ်လို့လဲဆိုတော့ဥစဉ်ကိုလှုပ်နေတဲ့အလုပ်ကိုကိုကလှုပ်တာနည်းနည်းသူများများများလည်းမချပြခြင်းတော့အခက်ခဲဆိုတာတော့နေရာတိုင်းမှာတော့ရှိတာပါ ဦးစင်းကနေဘက်မှာထဲနဲ့စာသင်ကျောင်းတွေမှာဟိုသူဒီ volunteer သဘောမျိုးပေါ့အဲကလေးတွေစာဝင်သင်ဖြစ်တယ်ဦးစင်းနေဘက်မှာဆိုရင်လည်းပဲပညာရေး foundation တွေပါတယ်ကိုကကိုကိုတိုင်ထောင်ပြီးတော့သင်ခဲ့ဖြစ်တာပေါ့ဒီမှာကျတော့ဦးစင်းရောက်တဲ့နှစ်ပဲဒီရောက်တာဆိုဦးစင်းက9နှစ်ထဲဝင်သွားပြီပေါ့ကိုယ်စလို့ရှိမှာဘယ်လိုကလေးတွေသတ်မှတ်ပြီးတော့လက်ခံလဲဆိုအဓိကတော့ဦးစင်းတို့ဒီနားလေးကဟိုကလေးတွေရဲ့အနေအထားကိုကြည့်တော့ကလေးတွေကဒီ ပညာရေးလေးတွေကတော့မဆိုးကြပါဘူးသို့သော်မိဘတွေမှာနည်းနည်းချို့တဲ့တော့ဒီကလေးလေးတွေကိုဦးစင်းတို့တွေကဟိုဆင်းရဲချို့တဲ့တဲ့ကလေးအဓိကဦးစားပေးတယ်အဲဒီနည်းနည်းစူးစမ်းတဲ့ကလေးတွေကိုလည်းအဓိကဦးစားပေးတာပါကျောင်းကျောင်းသားတော်ဦးစင်းတို့ကျောင်းမှာဘယ်နယ်ရပဲဖြစ်ဖြစ်ကလေးတွေကျောင်းစည်းကမ်းနဲ့ညီမယ်ဆိုရင်ယောက်ျားလေးတော်လက်ခံတယ်။မိန်းကလေးကတော့လောလောဆယ်ဦးစင်းတို့နေရာခက်ခဲရှိနေသေးတယ်တော့လက်ခံပေးလို့မရသေးဘူး။အကယ်၍ဦးစင်းလည်းလောလောဆယ်တော့စူးစမ်းနေတယ်စူးစမ်းလို့ ဆင်ပြေလာမယ်ဆိုရင်တော့မင်းကလေးတွေတော့ရက်ွက်ထမ်းမှာဒီအဆောင်လေးသဘောမျိုးပေါ့အဲ့ဒါမျိုးလေးတော့အစဉ်ရှိရထားတယ်ဦးစင်းတို့ရှိမှာတော့ချမှတ်ထားတဲ့အချိန်ကြက်ကတော့အဓိက main point အနေနဲ့ကတော့ဒီเจ้าဝင်တက်တဲ့เจ้าသားမှန်တမ်းများနံပါတ်1ကိုစာကြိုးစားရမယ်နံပါတ်1တမိစာထားခွင့်မရှိဘူးနံပါတ်3ကြောင်းပြက်လို့မရဘူးပေါ့ကြောင်းပြက်မယ်ဆိုရင်လည်းဦးဇင်းတို့က3ချိန်သူ့သဘောနဲ့သူ ပြက်ခွင့်ရှိတယ် အဲ့ဒီသူ့သဘောနဲ့သူ၃ချိန်လုံသွားရင်ဦးဇင်းတော်ကြောင်းထုတ်တယ်ဆံမိုးပဲဖြစ်တဲ့အခါမှာလည်းပဲဟို၃ချိန်တော့ကြာခွင့်ပေးတယ်၃ချိန်လုံသွားရင်တော့ဦးဇင်းတို့တွေကကြောင်းကြောင်းသားဟိုစမိဘခေါ်တွေ့ပြီးတော့ကြောင်းထုတ်တယ်ပေါ့ဆရာရေအတွက်ကတော့ဒီမှာ26ရောက်ရှိပါတယ်စနတန်းအောင်ရတဲ့ကြောင်းသားဒီကြောင်းမှနေတဲ့ကြောင်းသားကတော့သူတို့ရဲ့ရည်ရွယ်ရာပန်းတိုင်အောင်တော့ဦးဇင်းတော်တော့ supporting ပေးပါတယ် အပြင်အကြောင်းသားတော့ဥစဉ်တို့ဒီမှာဆန္ဒတန်းအောင်အောင်လောက်ပဲဥစဉ်တို့တင်ပေးတယ်ပေါ့စပိုးတင်ပေးတယ်ဆိုတာကဒီမှာသူတို့လောလောဆယ်တော့တက်ကတော့ဟိုအချိန်ကာလမရောက်ခင်တော့ကွန်ပျူတာဆိုရင်ကွန်ပျူတာတင်ပေးတယ်ဟိုနောက်ဆုံးကားမောင်းပေါ့ကားမောင်းတာဒရိုက်ဘာသဘောမျိုးနဲ့လည်းဥစဉ်တို့ကတင်ပေးတယ်ပေါ့ နောက်ထပ်ကတော့ဥစဉ်ရှိနေသေးရတော့ဒီပရာဟိနာနဲ့ပတ်သက်တာဒီထက်မကတိုးတက်အောင်တော့ဥစဉ်စ조사မယ်။နောက်ဒီဥစဉ်ခေါရဲမှာအစအုပ်တစ်ခုစောင့်နေရှိတယ်ပြီးတော့မပြီးသေးဘူး။ပြီးသွားရင်တော့ဥစဉ်ဒီစေဘီကံလေးပေါ့အခမဲ့စေဘီကံလေးလည်းဖွင့်ဖို့တော့အစီအစဉ်ရှိ။ဒီမှာတော့အောင်ချက်ကတော့ကောင်းကြတယ်။များသောအားဖြင့်တော့ကလေးတွေကိုယ်ပွားလေးလည်းကိုနားလဲပြီးသားចောင်းသားတွေဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်လည်း조사မှန်းလည်းသိတယ်။ ဆရာဆရာမတွေရဲ့အသင်ပြရလဲပဲဦးစင်းတို့ကြောင်းမတင်တဲ့ဆရာဆရာမမှန်သမျှပဲအည်သွေးနေတဲ့ဆရာဆရာမတော့မပါပါအားလုံးကကိုယ်ပိုင်ကြောင်းနေပြီးတော့လာတင်တဲ့ဆရာဆရာမဖြစ်ကြတယ်အော်ပါရမီရှိပိသားကလေးတွေကိုသူကဒီတင်ကြပြတာတဲ့ဆရာဆရာမလည်းပဲကောင်းတော့သူတို့အတွက်ဟိုအောင်မြင်မှုဆိုတာဖြစ်သွားတာပါအလူရှင်လေးဖိတ်ခေါ်ပေးပါဆိုတော့အမ်ခက်ကာလအချိန်ကြီးအားဖြင့်လေလူတွေကသူ့ဟာနဲ့သူတောင် ရုံးကန်ရတာဆိုတော့ဒီလို အလုပ်တစ်ခုလုပ်နေတဲ့နေရာမှာပံ့ပိုးပေးနိုင်တဲ့လူရှိရင်တော့အကောင်းဆုံးပေါ့လေဟုတ်ကဲ့ဦးစင်းတို့အကြောင်းရဲ့နာမည်ကတော့တိုင်းတကုံပညာဒါနအကြောင်းလို့တော့ခေါ်တယ်တောင်တကုံ54ရက်ခွတ်ခတ်တာလမ်းမှာတည်ရှိတယ်ဦးစင်းကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်ကတော့39ကို428 239 450အဲ့လိုဆက်သွယ်လို့ရပါတယ် မင်္ဂလာပါဆရာမင်္ဂလာပါကျွန်တော်နာမည်လေးမေးဆိုပြီးပါဦးကျွန်တော်နာမည်ဆရာဦးအောင်သားမှာကျွန်တော်ယူပဗိဒ္ဓသင်တဲ့ဆရာဖြစ်ပါတယ်ဆရာဒီမှာလာတဲ့နောက်ဘယ်လောက်ရှိပါလဲကျွန်တော်3နှစ်ရှိပါပြီဒီမှာလာတဲ့နေ့ရေချက်တော့ရေချက်တွေကဟောပြပြပါဒီမှာရှိတဲ့ကျောင်းကျောင်းသားတွေအခမဲ့ပညာသင်ကြားနိုင်အောင်ရည်ရွယ်ချက်နဲ့ကျွန်တော်လာသင်ပေးတာဖြစ်ပါတယ်။ဒီမှာအဆင်ပြေမှုရှိလား။အဆင်ပြေပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့လူမျိုးမျိုးဘာသာမျိုးလာသင်တဲ့ကျောင်းသားတွေကအားလုံးက ဆရာဆရာမတွေအားလုံးပေါ်မှာ respect ရှိတယ်ဘုန်းကြီးပေါ်မှာလည်း respect ရှိတဲ့အတွက်သင်ကြားရတာအဆင်ပြေပါလိမ့်ခင်ဗျာဘုန်းဘုန်းတို့ပေးတာတော့ကျွန်တော်တို့ကုသိုလ်ပေါ့ကျွန်တော်သင်ကြားရတဲ့ကုသိုလ်တွေရကြပါတယ်ကျွန်တော်လုံနိုင်သလောက်ကျွန်တော်အသက်အရွယ်ရဒီအကြောင်းမှာပဲဆက်လုပ်ပါဖို့စိတ်ကူးထားပါတယ်ကျွန်တော်ကလေးတွေအောင်စင်းထွက်လို့ဟာလာကလေးတွေဂုံလူတွေပါလာတယ်အောင်မြင်ကြတယ်ဆိုကျွန်တော်အင်မတန်ဝမ်းသာပါတယ်နောက်ချိန်မှာကျွန်တော်တို့တွေလမ်းမှာတွေ့တဲ့အခါမင်္ဂလာပါဆရာလို့သူတို့နှုတ်ဆက်တဲ့နှုတ်ဆက်တာတွေကြာရင်ကျွန်တော်တို့အယံဝင်ပါပါတယ်